ကျွန်တော်တို့လူအဖွဲ့အစည်းဒီမှာစီမင်းစည်းကမ်းတွေဘာလို့ရှိနေရလဲပြီးတော့အဲ့ဒီစီမင်းတွေကတော့ဘယ်ကနေဘလို့ဖြစ်လာတာလဲအဲ့ဒီလိုအခြေခံကြကြမေခွန်းတွေရဲ့အဖြေကိုရှာဖွေပေးမယ့် theory တခုရှိပါတယ်အဲ့ဒါကတော့လူမှုရေးစာချုပ် theory social contract theory ပဲဖြစ်ပါတယ်ဒီနေ့မှာဒီစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ဟုတ်ပြီနေ့စဉ်ဘဝရောပဲစဉ်းစားကြည့်လိုက်လေရင်စည်းကမ်းတွေပစ္စည်းဝယ်ရင်တန်းစီရတွေကနေစလို့ တယောက်နဲ့တယောက်လေးလေးစားစားဆက်ဆံရမယ်ဆိုတဲ့အခြေခံကြီးမွတ်တည်းအထိကျွန်တော်တို့ဘဝမှာစီးမင်းတွေဆိုတာနေရာတိုင်းမှာရှိနေတာပဲဆိုတော့မေးစရာရှိတာကဒီစီးမင်းတွေကဘယ်ကလာတာလဲတစုံတယောက်ဒါမှမဟုတ်တခိုးရှင်တူကသတ်မှတ်ပေးထားတာလားဒါမှမဟုတ်ကျွန်တော်တို့လူသားတွေအားလုံးကပဲအထူးတကွာနေထိုင်ဖို့အတွက်သဘောတူညီပြီးဖန်တီးထားတာမျိုးလားအင်းဒီ theory ကတော့ဒီမေးခွန်းအတွက်အထည်တစ်ခုကိုရှင်းရှင်းလင်းလင်းပေးထားပါတယ်အဖြေကတော့လေကျွန်တော်တို့ထင်ထားတာထက်တောင်ပိုပြီးရိုးရှင်းနေနိုင်ပါတယ် ဒီစီမင်းနေဆိုတာတကယ်တော့လူတွေကြားထဲကတဘောတူညီချက်တစ်ခုကနေဆင့်သက်လာတာပါပုံပြီးတိတိကျကျပြောရမယ်ဆိုရင်တော့ဒါဟာလူမှုရေးစာချုပ်တစ်ခုကနေပေါက်ဖွားလာတာပါပဲဆိုလိုတာဒီလိုပါဒီ theory အရကိုကျင့်တရားဆိုတာလူတိုင်းအတွက်အကျိုးရှိစေဖို့အားလုံးအတူတကွငင်းငင်းချမ်းခမ်းနေထိုင်သွားနိုင်ဖို့အတွက်သဘောတူညီထားတဲ့ကစားပွဲတစ်ခုရဲ့စီးမင်းဒီလိုပါပဲဒီတော့ဒီနေရာမှာပြောနေတဲ့စာချုပ်ဆိုတာ ဘာကို အတိအကျဆိုလိုတာလဲတကယ်စာရွက်ပေါ်မှာလမက်တီထိုးပြီးချုပ်ဆိုထားတဲ့စာချုပ်မျိုးကိုပြောနေတာလားကဲအတူတူဆက်ပြီးလေ့လာကြည့်လိုက်ကြအောင်ဟုတ်ကဲ့ဒီမှာမြင်နေရတဲ့အသေးပေဖွင့်ဆိုချက်ကနည်းနည်းတော့ရှိတယ်ဒါပေမဲ့အဓိကဖွင့်ချက်တွေကိုခွဲပြီးကြည့်အောင်ရိုးရိုးလေးပြောရရင်ဒါလူတွေအတူတကွပူပြီးကောင်းကောင်းမွန်မွန်နေတိုင်းနိုင်မှုအတွက်အားလုံးကသဘောတူထားတဲ့အစည်းအဝေးတွေပါပဲဒါပေမဲ့အရေးကြီးတာကဒီသဘောတူညီချက်မှအလကားရရတော့မဟုတ်ဘူး သူကအရေးကြီးတဲ့အခြေအနေတွေ short တွေရှိနေတာပါအဲ့ဒီ short တွေကတော့ဒီတုံချက်ပါပဲဒါကဒီ theory ရဲ့အသက်သွေးကြိုးလို့တောင်ပြောလို့ရတယ်ပထမချက် စင်ချင်းတုံတရားရှိတဲ့လူတွေဆိုတာကကိုယ့်အတွက်ဘာကအကောင်းဆုံးဖြစ်မလဲတခြားသူတွေနဲ့အတူရှင်တွဲနေထိုင်ဖို့ဘာတွေလိုရမလဲဆိုတာကိုကြိုးကြောင်းဆီလို့ဆိုတာစဉ်းစားချင့်ချင်နိုင်တဲ့သူတွေကိုဆိုလိုတာပါဒုတိယအချက်အပြားလန်အကျူရှိဖို့ဆိုတာကလည်းရှင်းပါတယ် ဒီစီမင်းတွေကအာဏာရှိတဲ့လူတစုအတွက်ပဲမဟုတ်ပဲလူဖွဲ့စည်းဝင်တိုင်းအတွက်အကျိုးတစ်ခုခုဖြည့်ထွန်းစေရမယ်လို့ဆိုလိုတာပါ။နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ဒါဟာအပြန်လန့်လိုက်တာမှုပေါ်မှာမူတည်နေတယ်ဆိုတာပါပဲ။ဥပမာတစ်ခုပေးရရင်ရင်စည်းကမ်းပေါ့လူတိုင်းကမိဘွယ်ကိုလေစားလိုက်တာမှရင်ကြောကပုံမှန်အတိုင်းစီးဆင်းနိုင်ပါလေ။တယောက်ကမိနီကိုဂူးမဆိုင်ပဲဖြစ်မောင်းလိုက်တာနဲ့အားလုံးဒုက္ခရောက်ကုန်နိုင်တယ်။အဲဒါကြောင့်လူတိုင်းကလိုက်နာမှတာဒီစာချုပ်ကတကယ်ကိုအလုပ်ဖြစ်မှာပါ။ကောင်းပြီ။ဒါဆိုရင် ဒီ theory ကကိုချင်းတရားဆိုတာဘယ်ကလာတယ်လဲဆိုရဲမိကုန်းကိုဘယ်လိုမျိုးဖြည့်ရှင်းပြထားလဲအဲ့ဒီအပိုင်းကလည်းအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါကရိုးရအမြင်တွေနဲ့လုံးဝကို꽌ပြချနာတဲ့ရှုကုံတစ်ခုကိုဖွင့်ပြပေးပါပါဒီမှာပြထားတဲ့ဇာတ်လေးကိုကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်တခြားအတွေးခေါ်တဲ့ဟာကိုချင်းတရားဆိုတာဘုရားသခင်က ချမှတ်ပေးတာဒါမှမဟုတ်စကြဝဠာရဲ့မပြောင်းလဲနိုင်တဲ့အမှန်တရားတစ်ခုလို့ရှုမြင်ကြတဲ့အချိန်ပါလူမှုရေးစာချုပ် theory တွေကတော့ ဒါလူတွေရဲ့သဘောတူညီချက်ကနေပဲလာတယ်လို့ဆိုပါတယ်။ဥမာလူတတ်တာဟာမားတယ်ဆိုရဲစီးမြင်းကိုပဲကြည်လေ။ဖះသခင်က ပြောလို့မားတာမဟုတ်ပဲလူတိုင်းကကိုယ့်အတက်ကိုကိုတန်ဖိုးထားတယ်။ဘေးကင်းရင်းနဲ့အသက်ရှင်ချင်းကြတာ။အဲဒီတော့ငါကမင်းကိုမတတ်ဘူး။မင်းကလည်းငါ့ကိုပြန်မတတ်ရဘူး။ဆိုရဲအပြန်လှန်သဘောတူညီချက်တစ်ခုကိုအားလုံးကလက်ခံလိုက်ကြတာပါ။ ဆိုတော့ဒီ shoot out အရာဆိုရင်ကိုချင်းတရားဆိုတာရှေးဟောင်း PC တခုလို့24ပြီးမှတွေ့ရှိရတဲ့အရာမဟုတ်တော့ပါဘူး။ဒါဟာအပေါ်မောကောင်းမွန်တဲ့လူ့အဖွဲ့အစည်းတခုကိုတိဆောက်ဖို့အတွက်လူတွေကအတူတကွာတီထွင်ဖန်တီးထားတဲ့အစွမ်းတက်တဲ့ကိရိယာတခုဖြစ်လာပါတယ်။ပြီးတော့ဒီ theory နဲ့ကျွန်တော်တို့ဘာကိုအဓိကသင်ယူလို့ရမလဲ။ဒီအကြောင်းအရာတစ်ခုလုံးရဲ့အနှစ်သာရကိုတစ်ချက်ပြန်ကြည့်လိုက်ကြရအောင်။အဓိကမှတ်ထားရမယ့်အချက်ကတော့ဒါပါပဲ။ကိုချင်းတရားဆိုတာကောင်းကင်ဘုံကနေကြာလာတဲ့လူဝဆန်းကျတဲ့အရာကြီးတခုမဟုတ်ပါဘူး။ ါကကျွန်တော်တို့လူသားတွေကကျွန်တော်တို့ရဲ့ကဘာကြီးကိုပိုပြီးနီလို့ထိုင်လို့ကောက်အောင်တီဆော့ဖို့အတွက်အတူတကွဖန်တီးထားတဲ့လက်တွေ့ကြကြတဘိုးတူညီချက်တစ်ခုသာဖြစ်တယ်ဆိုလို့အချက်ပါပဲနောက်ဆုံးအနေနဲ့ဒီမေကွန်လေးတစ်ခုနဲ့အဆုံးသတ်လိုက်ချင်ပါတယ်စဉ်းစားကြည့်ပါကျွန်တော်တို့ရဲ့မျက်မှောက်ခင်မာရော နေ့စဉ်ဘဝမှာရောအွန်လိုင်းကဘာမှာရောစာနဲ့ပင်နဲ့ရေးမထားပေမဲ့အားလုံးကအလိုလိုသဘောတူပြီးလိုက်နာနေရတဲ့လူမွေးစာဆုပ်တွေကဘာဒီများဖြစ်နိုင်မလဲဒီမေကွန်လေးနဲ့အတူဒီနေ့ရဲ့ရှင်းလင်းတင်ပြမှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်